အားလုံးတို့သားနေကြပါကျွန်တော်ရဲ့ APR Arcam Myanmar YouTube Channel လေးကနေမိတ်ဆွေဆောင်ပြန်နေကြိုဆိုလိုက်ပါတယ်အရိခစစ်တီတို့ရေကိုလူခါရေးသားထားတဲ့ဝိညာဉ်များဝင်တိုက်ပင်းနေသောထူးဆန်းသောအရိခတိုက်ဝင်များအကြောင်းကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်နောက်ဆက်ပေးကြပါဦးခင်ဗျာ စကောဦးကျွန်တော်တို့နဲ့ဘက်တူဘဝတူဗမာညီကိုများကိုငဲ့ညာရဲ့ရခိုင်နန်းကြဆုံခန့်ကိုတိတာယုံမျှတာရေးသားထားပါသည်အများသူငါဖက်ရှုနားလေသိရှိနေစေရန်ဗမာစကားနဲ့ရှင်းသားထားပါသည်စာဖတ်သူတို့အတွေ့အခုပေးထားတဲ့ခေါင်းစဉ်ကအလွန်ရှည်လျားနေပါလိမ့်မည်အဖြစ်အပျက်တွေကလည်းအလွန်ထူးဆန်းရှည်လျားနေတဲ့အခါချုံညုံပြီးဒီခေါင်းစဉ်ကိုရွေးရှည်ပေးရခြင်းဖြစ်ပါတယ် တကယ်ထူးဆန်းတဲ့အကြောင်းတွေကိုကျွန်တော်ကိုယ်တိုင် ဖြတ်တန်းခဲ့ရတဲ့တဲ့ဝေးတွေမှာကြုံခဲ့ရပါတယ်။ကြောပြချင်တာကကျွန်တော်တို့အားရခစစ်တီတွေစစ်တေရတိုင်းဝိညာဉ်တခုခုလာပူပြီးစစ်တေတွေဆိုတာပါပဲ။နေတွေမကြုံဖူးသူများကဒီလိုအဖြစ်အပျက်မျိုးကိုလက်ခံရှင်မှလက်ခံကြပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင်လည်းပထမကလက်မခံနိုင်ပါဘူး။ဖြတ်တန်းကြများလာတဲ့အခါထိတ်ဆိတ်မှုတွေများလာတဲ့အခါလက်မခံလို့မရဖြစ်သွားခဲ့ရပါတယ် တိုက်ပွဲပြင်းထန်ပြီးဆိုရင်စစ်တီတိုင်းလိုလိုရဲ့ခန္ဓာကိုယ်ထိပ်ကိုဝိညာဉ်တွေစီမျိုးကုန်ကြပါလေလူစိတ်ပြသွားသလားဆိုတော့လေလူစိတ်လေးမပြပါဘူးအမိတ်နာခံမှုနဲ့စီကံလိုက်နာမှုတွေကလည်းပြမသွားပြန်ပါဘူးဒီတက်ထူစန်တာကတအားပင်ပန်းပြီးအိမ်မိုကြာနေတော့မှာတော့တယောက်ယောက်ကလာပြီးသတိပေးတယ်လို့မျိုးနာနာကိုကပ်ပြီးအော်ပြောသွားတာမျိုးကိုလေကြုံခေရဖို့ပါတယ် ပြီးခဲ့တဲ့ချန်ပီယံမြိုသိမ်းတိုက်ပွဲမှာစကစဖက်ကလေရင်နဲ့ပေါင်900ပုံကျေချတော့ဝက်ဆိုတဲ့တတိပေးတံကိုအဲ့ဒီအနီနာမှာရှိတဲ့စစ်တီတိုင်းကြားခေဖူးကြပါတယ်အားလုံးလည်းဘေကန်ခေပါတယ်ရန်ပြည်မြို့သိမ်းတိုက်ပွဲမှာနော့ထူးခြားချက်တခုလည်းရှိပါသေးတယ်။ထူးဆန်းတာတွေတော့အများကြီးပါ။စာရှင်မှာဆိုလို့တချို့အဖြစ်ပြက်တွေလာပဲထုံနှုတ်ဖော်ပြပေးလိုက်ပါတယ်။ဒီစာထိပ်ကအကြောင်းအရာတချို့ရန်သူကိုတည်င်းရစေတယ်လို့မျိုးဖြစ်မှာဆိုလိုပါ။ နေရာဒေသတိတိကျကျမရေရာချင်းဖြစ်ပါတယ်။ရံပွေဘွေကိုဆက်ဆက်ပါမယ်။အဆော့ဥတစ်ခုမှာစစ်တီတွေညအိမ်မဲလို့နေရာချနေတော့ဒီအဆော့မှာမအိတ်ကြပါနဲ့လို့အဲ့ဒီအဆောင်တွေကလူတယောက်အိုပြိုးတလိုမျိုးကြားလိုက်ရပါတယ်။တန်ဒီလိုနဲ့ကျွန်တော်တို့အဖွဲ့နောက်တဆောင်ကို ပြောင်းအိတ်ကြပါတယ်ကျွန်တော်တို့တွေအိတ်ပြိုနေတော့မှမနစ်ဆူဆူစီစီ၃နာရီလောက်မှဝိုင်းတွဲလေရင်က ပုံလာကြေးချပါတယ်ပုံကြည့်တဲ့နေရာက ပထမအိတ်မဲလို့ နှုတ်ခဲ့တဲ့အဆောက်အုံကိုပုံတိကြခွဲပြီးအဆောက်အုံတစ်ခုလုံးဒီပါပျက်စီးသွားခဲ့ပါတယ်ကျွန်တော်တို့အားလုံးဘာမှမဖြစ်ခဲ့ကြပါဘူးချစ်လူကြီးတွေပြောစကားတစ်ခုရှိပါတယ်နတ်မပေးလို့ပေါ့ဆိုတဲ့စကားအတိုင်းပါပဲကျွန်တော်တို့တွေရဲ့အနီနာမှာနတ်ခေါင်းနတ်မြတ်တွေလိပ်ပြီးဆောင်းချပေးနေသလိုမျိုးပါကျန်သူနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာဆိုရင်လက်နေကြီးလက်နေငယ်အတန်တွေကသူ့စကားကိုကိုကမကြားကိုစကားကို သူကမကြားပါဘူး ဒီလိုအခြေအနေမျိုးမှာတော့တစ်ဖက်ရန်သူက RPG နဲ့လှမ်းပြရင် RPG လို့တရားရကအော်ဖြိုးတန်ကိုစစ်တီတိုင်းကြားရပြန်ပါတယ်။ဒေနာတွေဟဲ့ဝတ်ဆိုတဲ့အတန်မျိုးတွေကိုကျွန်တော်တို့စစ်တီတွေကြိုကြိုပြီးတော့ကြားခေရှာဖူးပါတယ်။စစ်ကြောင်းမှုအော်တန်လားမဟုတ်ပြန်ဘူး။စစ်ကြောင်းမှုအတန်နဲ့လေတူမနေပြန်ဘူး။ရှေးဖို့ရေးပြတဲ့ရဲ့အတန်လေးမဟုတ်ပြန်ပါဘူး။တိုက်ပွဲပြီးတဲ့အခါ ီဖြစ်စဉ်တွေကိုကျွန်တော်တို့စစ်တီအချင်းချင်းဖြုတ်ဖြည့်ကြပါတယ်ကျွန်တော်တို့ကိုသတိပေးတာဘသူလေးပေါ့စစ်ကြောင်းမူလားရေးဖို့ရေးပေးတွေလားအချင်းချင်းမေးကြတော့လေငါမပြောဘူးသူမပြောဘူး ਨੇ အဖြေရှာမရခဲ့ကြပါဘူးမြောက်ဥပွေးတစ်ခုမှာရန်သူထောင်ထားတဲ့မိန်တွေအနီကို ကျွန်တော်တို့အာရခစစ်တီတူဖြတ်ခါနေမှာကျွန်တော်တို့သွားမယ့်လမ်းလေးမှာမြွေကြီးတကောင်ခွေအိတ်နေပါတယ်ကျွန်တော်တို့ မှာကတက်ကြက်စီကံကြည့်သလိုစစ်ဒီစီကံလေးကြည့်ပါတယ်တိုးစီကံတောင်စီကံကိုလည်းမရှိုးမဖွာရပါဘူးတိုးတောင်တွေမှာနေထိုင်ရင်အဲ့ဒီတိုးတောင်မှာရှိတဲ့တိုးတောင်တိုးကောင်သရိုက်ဆန်တွေကိုမတက်ရပါဘူးအဲ့လိုတက်ဖြတ်တာမျိုးကိုပို့ချုပ်နေခေါင်းဆောင်တွေကမကြိတ်ပါဘူးတခါတလေအင်ကိုလွန်းတဲ့အခါမျိုးဆိုရင်တိုးတောင်တဘဝနဲ့ကျင်းငယ်တွေရဲ့တွန်ကျူးတန်အုံမြင့်တန်တွေကိုခံစားရင်အလွန်စိတ်တွေကိုဖြည့်သိမ့်ကြရပါတယ် ရင်မြေတဘဝကိုတံဖိုးထတတ်ကြပါတယ်တံဖိုးသိအောင်လေခေါင်းဆောင်တွေကသင်ပေးကြပါတယ်တချို့မလိုက်နာကြတဲ့ရေပေါ်အနည်းငယ်ကျင်းတို့ရှိပါတယ်တကဘေးစစ်တက်မှာပဲဖြစ်ဖြစ်မကဲနိုင်ကြတဲ့ပြဿနာပါဒါပေမဲ့ကျွန်တော်တို့အာရခတက်တော်မှာတော့ထောင်းမှာတရဆိုသလိုတထောင်းမှာတရဆိုသလိုမျိုးပါပဲ အဲ့ဒီလိုလိုက်နာဖို့ပြစ်ကွေးတဲ့စစ်တီကတော့တမျိုးမဟုတ်တမျိုးတော့ဒုက္ခရတတ်ပါတယ်။ဒါကအရင်တန်လို့စကညက် ရှင်းပြတာပါ။ရှေ့ကိုဆက်သွားကြပါမယ်။မွေကြီးအိုက်နေတဲ့လမ်းကမသွားတော့ပဲလမ်းလွေပြီးကျွန်တော်တို့ဆက်သွားကြပါလေတိုက်ပွေပြီးလို့ရှင်းလင်းရေလို့တော့မှမိန်ခွင်မှန်တိကျရပါလေအဲ့ဒီနေရာမှာတန်မြင်းမြုံမိန်အလုံးရေ300ကျော်မြုပ်ထားတာကိုတူးဖို့ရှင်းလင်းခဲ့ကြပါလေ အဲ့ဒီလိုမျိုးအဖြစ်အပျက်တွေကပြောမကုန်ပါဘူး။အန်တီတခုခုရှိနေပြီဆိုရင်လေမုံတိုင်းမရှိဘဲတစ်ပင်လေးကြပြီးလမ်းပိတ်နေတာမျိုးတွေလူမရမီရန်သူထောင်ထားတဲ့မိန်တိုးချောင်တွေကြောင့်ထကွေတာမျိုးတွေအများကြီးပါပဲ။ Try and view ဟာဂုံကြီးကိုတိတ်သိမ်းခါတုန်းကလေမိမရှိတဲ့တက်လန်တခုကိုထူးဆန်းစွာတွေ့ခေကြရပြန်ပါလေ။အဲ့ဒီလန့်ကိုဗာနစ်အမှတ်တော်ပြသလဲဆိုတော့လက်တစိတ်ဆာလနစ်တဲ့ခြေဖွားရာနဲ့တရရကသွားပြတာမျိုးအဲ့လိုပါ။ ပထမတော့နင်းနေတော့တွေ့ဝေမိကြပါတယ်နောက်တော့မှရှင်ဘွားရအတိုင်းဆက်လက်ရှိတဲ့ခေကြရာမှာမိမ့်အန်တွေလည်းမရှိခဲ့သလိုရန်သူကိုလည်းအနိုင်ပိနိုင်ခေကြပါတယ်တိုက်ပွဲဆိုတာပြုတ်တလမလွေပေမဲ့ကျွန်တော်တို့တွေအကောင်းဆုံးကြိုဖြတ်နိုင်ခေကြပါတယ်တေဆုံးထိခိုက်တာမရှိဘူးလားဆိုတော့ရှိပါတယ်ပန်းနဲ့ပတာမှမဟုတ်တာဒါပေမဲ့ပေးဆက်မှုတွေနိုင်နေနိုင်တလနေအောင်ကျွန်တော်တို့ကြိုဖြတ်နိုင်ခေကြတယ်လို့ဆိုရပါမယ် ဒါတွေဟာတိတ်ဝိတ်တွင်က NDA ကင်းခဲ့တဲ့တစိ့တပိုင်းပါဒီထက်ထူဆန်တာကရင်စင်တိတ်ဝိတ်တွေမှာဆိုရင်အာရခစီတီဒိန်ဟာကြောက်လန့်စိတ်မရှိခေကြပါဘူးကုံကုံပြောရရင်စိတ်တိထတယ်လို့မျိုးတော့ဖြစ်တာမဖြစ်တာများကြပါလေစိတ်တကြတာတွေးဝေတာအမိတ်မနာခံတာဒါမျိုးလည်းမရှိခေကြပါဘူးဒီလိုအဖြစ်အပျက်မျိုးကို တခြားအာရခစီတီတွေကြုံဖူးကြသလားလို့ကျွန်တော်တို့ တငယ်ချင်းရေးပေါ်ရေးဘက်တွေကိုအခအခွင့်တင်တဲ့မဲကျဖြစ်ကြပါတယ်။သူတို့လည်းဒီလိုအဖြစ်ပြင်းမျိုးကိုကြုံခဲရတယ်လို့ပြန်ပြောပြပါပါတယ်။ကျွန်တော်တို့ရဲ့နားမျက်လုံးတွေကိုဘသူတွေကတတိဝင်ပေးနေတဲ့ဆိုတဲ့ဗဟေလိကြီးကိုကျွန်တော်တို့အဖြစ်မရခဲကြပါဘူး။ဘသူဝိညာဉ်လေးဖေကဝိညာဉ်လေးဘာကြောင့်လာပြီးပုတ်တိတ်နေတာလဲဆိုတဲ့အဖြစ်ကို ကျွန်တော်ကိုယ်တိုင်လေးအဖြစ်ချမရခဲ့ပါဘူး။ နောက်တော့ကျွန်တော်လည်းတိုက်ပွဲတစ်ခုမှာလယ်နေကြီးအစလာမှန်လို့အနည်းငယ်ထိခိုက်ခဲ့ပြီးစစ်ကုအနာယူနေစင်မှာတက်ကြီးရွေအိုအဖိုးအဖားတွေနဲ့စကားပြုတ်ဖြစ်ရင်ဝိညာဉ်တွေဝင်တိုက်ပေးတဲ့အကြောင်းကိုပြုတ်ဖြစ်ကြပါတယ်။ရှစ်လူကြီးကလည်းတမိုင်းကိုလည်းတိခက်အဆက်ဆက်ကိုမိလိုက်တဲ့အဖိုးအဖားအများစုပြုတ်ပြတဲ့စကားတွေဟာထတ်တူကြနေတာကိုကျွန်တော်အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။ငါတို့လူကမင်းတို့နဲ့ဝင်တိုက်ပေးနေတဲ့ဝိညာဉ်ဆိုတာ တထ146ခုနှစ်ရခိုင်နှံအသိမ်းခံရဆုံးကတေဆုံးခေကြရတဲ့ရှစ်ဘောဘာရခိုင်သားတွေရဲ့ဝိညာဉ်တွေပဲကွသူတို့တွေအသက်ခံရစဉ်ကငါလူမျိုးနဲ့ငါနိုင်ငံတော်အတွက်ငါတို့ဝိညာဉ်အမြင့်ရှင်သန်ကြပါစေသားနိုင်ငံနဲ့လူမျိုးအတွက်ပိဆက်သူတို့အားပံ့ပိုးကူညီနှိမ်ရပါလို့ဤအဲ့ဒီလိုဆုတောင်းအသိခံခဲ့ကြတယ်တဲ့သူတို့ဝိညာဉ်တွေကသူတို့ဆုတောင်းခဲ့တဲ့အတိုင်းပဲ မင်းတို့အနာမှာသူတို့တွေရှိနေကြတာပဲလူဟာ့။နောက်ပိတ်မှာစစ်သည်မထဖူးခဲ့တဲ့ကျွန်တော်ဒီစကားကြောင့်စစ်သည်တွေတပြန်းပြန်းထခေကြပါလေ။အဖို့တူကစစ်ပြိုးပြတာကဒီလိုအခြေအနေမျိုးကိုရောက်ဖို့ငါတို့တွေဘလော့ဆန်းစစ်ခေကြတယ်ငါတို့လက်ထေကဓာတ်ကိုကြည့်ဓာတ်ဆောင်ထားတာတော့တလက်မှရှန်ထားတာကွာ။ရန်သူကြိုးကောင်းမှဆော့ခွင့်ရပြီမို့ငါတို့တရားကြိုးနဲ့ပြီးကွာတဲ့။ ကျွန်တော်တို့အဘိုးဘွားတို့ရဲ့ဝိညာဉ်ဟာကျွန်တော်တို့ရဲ့အနိနာမှာရှင်သန်နေကြပါလားလို့တွေးမိရင်အဘိုးဘွားတို့ရဲ့လူမျိုးနဲ့တိမ်ပြေကိုရှစ်တဲ့စိုင်နဲ့မိမိကိုယ်ကိုဝိညာဉ်ဘဝနဲ့စွန့်ချောင်းနေခဲ့ကြတဲ့အဘိုးဘွားတွေကိုဥညာဉ်အလေးပြုမိပါတယ်ကျွန်တော်တို့အဖြေရှာမရခဲ့တဲ့ပဟေလီကြီးကိုလည်းချင်းချင်းနဲ့နဲ့တီးခွင့်ရခဲ့ပါတယ်ဒီလောက်နေပဲစာစုကို အဆုံးသတ်လိုက်ပါတယ်အရှင်းအရင်းတင်းတဲ့အခါထူးခြားဖြစ်စဉ်တွေကိုစစ်တင်ပြဖို့စိတ်ကူးထားပါတယ်ရေဘော်လူခာအာရခစစ်တီစက်တင်ဘာ3ရက်2024ည7:46မိနစ်ဆိုပြီးတော့ဖော်ပြထားပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe တွေလုပ်ပြီးတော့ဒီတန်ဖန်လေးကိုမျှဝေပေးကြပါအောင်ခင်ဗျ VPN ဖွင့်ပြီးတော့လည်းပဲအားစင်ပေးကြဖို့မြေတားရခန့်ချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့အာရခပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ